ုထုနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ1ရက်နေ့ကနေခொနည်းနေတော်တွေမှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိတယ်ရည်မှန်းချက်တွေအောင်မြင်မယ်ဆုံးဖြတ်ချက်မှန်မယ်လုံးသမျှထူးခြားတဲ့တန်လန်းနဲ့အောင်မြင်သောအကန့်ခွင်လန်းတွေကိုပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်ဒီကဏ္ဍအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်အပြောင်းလဲသစ်ရှိမယ် နေရာသစ်ဝင်းကျင်သစ်တွေနဲ့ပတ်သက်တဲ့သွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိလိမ့်မယ်အလူဒါနမထင်မှတ်ဖဲပြုရလိမ့်မယ်ဆော်ရတဲ့ကိစ္စရဲ့ကံအကျိုးပေးမှုကိုတရားနေမှာကြုံမယ်အရာရာကောင်းသောနေထားရှိမယ်နေ့ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းဝေချေကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိမယ်မတော်တဆတိကေမန်ဒီကယူဆက်ရမယ်အရှိရကုန်တီသွားစရာနေရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွင်သတိထားရမယ် တော့ရနေရအရာရာကန်ကောင်းခြင်းနဲ့ဘဝထွက်တဲ့ခြင်းရှိမယ်ရည်မှန်းချက်စစ်တွေကိုလည်းတွေ့ကြိုးပြနေတယ်။ဆောင်ရွက်လို့ကြိုးရှိမယ်။လေးရက်နေ့မှာအပြိုင်ဆိုင်မှန်သမျှကြော်လွားပြီးဘဝထွက်တဲ့မှုရဲ့နှစ်သာရကိုရမယ်။ဝေချေကန်ကောင်းမယ်။ငါးရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။၆ရက်နေ့အလူမင်္ဂလာကိစ္စပါဝင်ရနိုင်မယ်။မြေတားရေးစမ်းပွင့်နိုင်မယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျိုးကောင်းသောသတင်းထွက်တဲ့မှုတွေရှိမယ်။ ခုနှစ်နေ့မှာမထင်မှတ်ဖြစ်အပြောင်းလဲတွေရှိလာမယ်ခီးကောင်းနေမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လဲဆုံးစည်းခြင်းချိုးဖိခြင်းကိုကြုံမယ်တနည်းလာနေကနေဗုဒ္ဓနဲ့ဝေးသူတွေတပတ်တာအတွင်းကောင်းစွာကိုယ်ကိုချိုးပြလိမ့်မယ်တနည်းကတွင်နေစင်နေဝေးသူများကြောင့်စိတ်နောက်ရှိတဲ့ရှိရလိမ့်မယ်တတိထားပြီးဆက်ဆံရမယ်သူတို့ကိုတလေကိုကနံချိုးပေးတယ်အဝါလေးမောရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့ ထိုးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနည်းမှာတရက်တရက်မှာတမနဲ့ April တရက်နေ့မနေ့9နိုင်အချိန်မှာဘုံထူးတော်မှာသွားပြီးတော့ပတောက်7ညွန်းတဲလိုရာစုတောင်းစုတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကာလကိုစနေတဲ့ကြ3နိုင်ရင်အနာဂတ်တစ်နှစ်ကိုလည်းထဲရောက်ပြီးကိုအောင်မြောင်စောရနိုင်ပြီ။ ျေးဇူးတင်ပါတယ်ဇာတ်ပတိနေပွေသူအားလုံးမင်္ဂလာပါ2025ဧပြီလ10ရက်နေ့ကနေ9ရက်နေ့အတွင်းဟာဇာတ်ပတိနေပွေသူတွေအတွက်လက်ကောင်းခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝရည်ရွယ်ချက်တို့ရဲ့နှစ်သာရကိုလက်တွေ့ကောင်းတဲ့ဖို့၍မြန်မာသောအဆင့်တစ်ခုကိုကူးပြောင်းတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ကံခွင့်ရေးဘဝကံချမအခွင့်အလမ်းနဲ့လိုရာပြည့်စုံခြင်းတွေရအခွင့်အရေးရှာဖွေရေးရရှိမယ် ရှားပိုင်ခွင့်နဲ့ရှားပွေလဲတိုးတက်မယ်။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချရွေလဲကောင်းသောကာလတစ်ခုဖြစ်တယ်။တရက်နေ့အဲ့ဒီကအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကပွင့်တဲ့နေ့နှစ်ရက်နေ့အထူးသတိထားမယ်မတော်ဆနေရှိတတ်တယ်။ရာတိုက်ခဏနေနဲ့လဲဂျုံတတ်တယ်အဲ့ဒီနေ့ကမဟာရကျမ်းနဲ့လဲတိုက်ဆိုင်နေတော့အသွာလာယူဆိုင်ရမှာပေါ့။အရှိရကုန်တည်သွားစနေဖြစ်တတ်တယ်မနေ့ ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင်သွာလာနေတဲ့ဒုပြုကယူဆက်ရမယ်။သုံးရက်နေ့မှာအရာရာဆင်ပြေမယ်။ရပိုင်ခွင့်နေပြန်ရမယ်။ဆုံးဖြတ်ချက်မှန်မယ်။လေးရက်နေ့ရပိုင်ခွင့်ဟောင်းနေပြန်နေရချင်းအရက်ဝင်းနဲ့ပတ်သက်သောကောင်းတဲ့ကြုံချင်း၅ရက်နေ့ငွေကြေးကန်ကောင်းချင်းလက်ဖွင့်ချင်း၆ရက်နေ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကြုံမယ်။ခုနှစ်ရက်နေ့မှာတော့ဥတီချက်တွေဆောင်ရွက်သမျှတွေအစဉ်ပြေလင့်ကစားလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက် နှောင့်နှေးသွားတတ်တယ်။တနင်္လာနေ့ရင်ကနေ့မုတ်ထူးနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြံနေမွေးသူများကြောင့်စိတ်ပင်ပန်းသူပင်ပန်းဖြစ်တာတွေကိုကြုံနိုင်တယ်။ရှစ်ခုကိုကနန်းနေအကျိုးပေးတယ်။အနဲ့ရောင်ပြရင်ရောင်မိခွရောင်တို့ကိုသုံးပြီးတော့အလို့ရှိရကိစ္စတွေကိုဆောင်ရွက်ရင်အထူးကျိုးရှိနိုင်မယ်။ဧဘရလ၁ရက်နေ့ တကူးလာရဲ့ပထမအဆုံးသောအင်္ဂါနေ့ထူးခြားတဲ့တကူးဆွမ်းသက်တိရှိတဲ့နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဖရာဇေဒီရဲ့ဗုဒ္ဓဟူးတော်မှာသွားရောက်ပြီးတော့ပတောင်းညွတ်၁၂ညွတ်တင်ပြီးတော့အလိုရှိရာဆူတောင်းလိုက်ပါအမှန်တကယ်ဆူတောင်းပြည့်ခြင်းနဲ့ကောင်းခြင်းကံကိုရမှာဖြစ်ပါတယ်ယေရှုတည်ပါတယ်